ဟယ်လိုချစ်တော်သူများအားလုံးပဲမင်္ဂလာပါချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကျမလွှင့်တဲ့ live ကတော့ဒီကျမတို့ Ricky သမားတော်တွေအတွက်ပေါ့နော် Ricky သမားတော်တွေအတွက်နော် Ricky self healing အတွက်ကိုကျမကလွှင့်တဲ့ live ဖြစ်ပါတယ် Ricky class နဲ့ပတ်သက်ပြီးတော့ကျမ live လွှင့်ပြတာလဲကြာပြီပေါ့နော်ပြီးတော့ လာမယ့်နေ့ကလည်းတနင်္လာနေ့ကလာပြည့်နေ့ဖြစ်တဲ့အတွက်ကျမကကျမတို့ရီကီသမားတော်တွေအနေနဲ့เนาะလာရောက်ချိုးတာတွေเนาะပြီးတော့ကို့မှာရှိနေတဲ့ခရစ်စတယ်တွေကိုလာရောက်နဲ့တန့်စင်တာတွေเนาะတာရော့တိုင်းနဲ့တာရော့တွေကိုလည်းကိုကလာရောက်နဲ့တန့်စင်တာတွေလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရစီဖို့အတွက်ဒီ live ကိုလွှင့်ပေးတာဖြစ်ပါတယ် အဲ့တော့ جماعه ဒီကနေ့ပြောမှာက جماعه တို့ Ricky သမားတော်တွေ Ricky Healer တွေအတွက်ကိုအဓိကထားပြီးတော့ပြောမှာဖြစ်ပါတယ်။ဇနေ့ဟော Ricky Healer မဟုတ်ရင်ဒီ live ကို မကြည့်ရတော့ဘူးလားမဟုတ်ပါဘူးเนาะကြည့်လို့ရပါတယ် جماعه ပြောချင်တဲ့အဓိကအကြောင်းအရာက လာပြီနေ့မှာ မနေ့ဖြန်လာပြီနေ့မှာ جماعه တို့လုံနိုင်တာတွေတဲကเนาะမေတ္တာမေတ္တာဘာဝနာပွားတာပေါ့เนาะဒါကလှုပ်ဖို့အတွက်အသင့်လျော်ဆုံး ဘာဝနာပေါ့နော်မနေ့ဖြန်အတွက်အသိတော်ဆုံးဘာဝနာမေတ္တာဘာဝနာပွားတာရေကျမတို့ရီကီအသုံးရီကီဟီလာတွေအတွက်နော်ရီကီကိုကျင့်စဉ်ကိုကျင့်နေတဲ့လူတွေအတွက်လည်းဒါလာရောက်ချူတာပေါ့နော်ဒါတွေကတော့လုံမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးလုံနိုင်တဲ့အချိန်နဲ့အခါနဲ့လုံရမယ်လေ့ကျင့်ရမယ်လေ့ကျင့်စဉ်တွေဖြစ်တဲ့အတွက်ကျမဒါကိုမျှဝေပါချင်တာပါနော် အဲ့တော့ကျွန်မဒီကနေ့ကျွန်မကဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်မတို့อืมဟုတ်ပြီเนาะဒီနေ့ကျွန်မပြောမှာကတော့ကိုကို self healing လုပ်တဲ့ Ricky သမားတော်ဒီ self healing လုပ်တဲ့နီးတွေထဲမှာကိုကိုကိုချစ်ဖို့နဲ့ကိုချစ်တဲ့လူတွေပေါ်မှာเนาะခွလွတ်တတ်ဖို့เนาะကောင်းမွန်တဲ့နှလုံးသားကိုမွေးမြူနေကိုဘယ်လိုမွေးမလဲဆိုတဲ့သင်ခန်းစာကိုကျွန်မဒီနေ့ ညဝီမှာဖြစ်ပါတယ်เนาะကျမတို့တွေကပုတ်ကိုကိုတကယ်ချစ်သလားမချစ်ဘူးလားဆိုတာကလူတွေတော်တော်များများသိချာမသိကြအောင်เนาะကျမကိုယ်တိုင်ဒီပြီလေကိုကိုကိုငါကိုကိုကိုချစ်တယ်လို့ထင်မိမဲ့တခါတလေကြရင်ကိုကိုကိုတောင်မှပြန်ပြီးတော့မေတ္တာမထားနိုင်တာ ड़ी ကိုကိုကိုတောင်မှပြန်ပြီးတော့ခွင့်မလွတ်နိုင်တာ ड़ी ကျမတို့ဒီမှာရှိတယ်ပေါ့เนาะအဲ့တော့လူက ကိုကိုကိုမေတ္တာစေတနာမထားနိုင်ဘူးကိုကိုကိုခွင့်မလွတ်နိုင်ဘူးဆိုရင်တခြားလူတွေကိုလည်းမေတ္တာစေတနာထားဖို့တခြားလူတွေကိုလည်းခွင့်လွတ်ဖို့ဆိုတာကဒါမဖြစ်နိုင်ဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ကျမတို့တွေကကိုကိုကိုခွင့်လွတ်တတ်ဖို့နော်ကိုမှရှိနေတဲ့မကောင်းတဲ့အချက်တွေမကောင်းတဲ့ကိလေသာတွေနော်ဒါတွေကိုကိုက ထယ်ဖို့ပယ်ဖို့ဆိုတာအရင်ဆုံးသိဖို့လိုတယ်။ဟာဒါငါမှဒါတွေကမကောင်းတဲ့စိတ်တွေပဲ။အဲ့ဒါကိုသိပြီးမှကိုကဖယ်နိုင်တာ။အဲ့ဒါကိုမသိဘဲနဲ့အာကို့မှာတော့ငါမှာတော့ဘာမှမကောင်းတဲ့ဟာမရှိဘူးဆိုရင်သိကြတယ်မဖယ်နိုင်ဘူးပေါ့နော်။အဲ့တော့ဟုတ်ပြီကိုကိုကိုတိပြန်တော့လေဘာဖြစ်လဲဆိုကိုကိုကိုအပြစ်တင်မိရယ်နော်အော်ငါကဒါကကျမလည်းမကြာခဏဖြစ်တတ်တယ်စီလားနော်ဘာကြောင့်လဲတခုခု နော်ဘဝမှာအခက်ခဲဆိုတာကလူတိုင်းမှာရှိတယ်နော်အဲ့ဒီအခက်ခဲတွေအဆင်မပြေမှုတွေတစ်ခုပြီးတစ်ခု ဖြည့်ရှင်းရင်းနဲ့ပဲကျမတို့တွေကတည့်ရပြီးတည့်ရကုန်သွားကြတာပေါ့နော်ဒါကကျမတယောက်တည်းမဟုတ်ဘူးလူတိုင်းအလိုပဲလို့ကျမအလိုပဲယူဆတယ်ပေါ့နော်တရပီးတရကိုယ့်ရဲ့အဆင်မပြေမှုတွေကိုယ့်ရဲ့နော်ကြတနာတွေအဆင်မပြေတာတွေကို ဖြည့်ရှင်းရင်းနဲ့ပဲတရပီးတရကုံသွားကြတယ် ဲ့လိုတည့်ရပြီးတည့်ရကုံသွားတဲ့ခါမှာဒီနေ့ကိုကိုကိုဘလောက်ထိချစ်ခဲ့တယ်လဲကိုကိုကိုဘလောက်ထိခွန့်လွတ်လိုက်တယ်လဲကို့အတွက်ဒီနေ့နော်အကျိုးရှိတာဘာလုပ်လိုက်တယ်လဲဆိုတာကိုတော့ကျမတို့ကပုံမှန်အဖြစ်မသုံးသပ်မိကြအောင်ပေါ့နော်ဘာတွေကိုသုံးသပ်မိတယ်လဲလို့ပြောရင်ဟာငါ့ကိုတော့ဒီနေ့ဘသူကဘာပြောလိုက်တယ်ဘသူကတော့ဘသူကြောင့်တော့ငါဘလို့အခက်ခဲတွေဖြစ်သွားတယ် ဆိုတော့ကိုယ့်ရဲ့ထိခိုက်နစ်နာမှုတွေကိုယ့်ရဲ့ဆုံးရှုံးမှုတွေမှာကိုကဘသူကြောင့်သူ့ကြောင့်เนาะတခြားကိုယ့်နဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကြောင့်လို့ကိုကတတ်မှတ်ပြီးတော့เนาะအဲ့ဒီပုံမှာကိုကဆွဲသွားမိတဲ့အဆွဲတွေက ကျမတို့ကိုကျမတို့နှိမ့်ဆက်မိတဲ့နှိမ့်ဆက်ခြင်းတွေကကျမတို့မှာပုံများတယ်เนาะအဲ့ဒါလူတိုင်းပဲအဲ့လိုလူတိုင်းဖြစ်တဲ့ခါကျတော့ ဲ့လိုဖြစ်ပြီးဆိုရင်လူမှာနှမျိုးရှိတယ်အဆင်မပြေမှုတွေဒုက္ခတွေတွေ့တဲ့အခါတိုင်းမှာနံပါတ်1ကကိုကိုကိုအပြစ်တင်တဲ့လူနဲ့နံပါတ်2ကသူများကိုအပြစ်တင်တဲ့လူလူကအဲ့နှမျိုးပဲရှိတယ်ကိုကိုကိုအပြစ်တင်တယ်တချို့ကသူများကိုအပြစ်တင်တယ်ဥပမာကျမဆိုရင်သူများကိုအပြစ်မတင်ဘူးကိုကိုကိုအပြစ်တင်တာကျမကကိုကိုကိုအပြစ်တင်တဲ့တည်းမှာပါတယ်နော်သိလားတခုခုထိခိုက်ဆုံးရှုံးမှုလားအခက်အခဲတခုကြုံလိုက်ရတာ ਨੇ ကိုက하 ဒါငါပြောညံ့လို့ငါမှားသွားတာငါဘာလုံးလိုက်တာငါမှားသွားတာအဲ့ဒါအမှန်တော့ငါအဲ့လိုမလုပ်ရဘူးငါအဲ့လိုလုံးလိုက်မိတာငါမှားသွားတာပဲဆိုကိုကိုကိုအပြစ်တင်နေချမကျမသူများကိုအပြစ်တင်တာထက်ကိုကိုကိုအပြစ်တင်နေဟာကကျမမှာပုံများတယ်ပေါ့နော်အဲဟုတ်ပြီအဲ့တော့ကိုကိုကိုအပြစ်အဲ့လိုတင်မိခြင်းဟာလေကိုကိုကိုအပြစ်တင်တဲ့အတွက်တနေ့တနေ့ကိုဟာကိုအပြစ်တင်လာတယ်တင်လာတယ် ဲ့လိုတင်ချင်းတင်ချင်းအဖြစ်ကိုကဘာဖြစ်လာလဲဆိုကိုကိုကိုမကျေနပ်တာတွေများလာတယ်ကိုကိုကိုခွင့်မလွတ်နိုင်တာတွေများလာတယ်အဲ့ဒီမကျေနပ်တာတွေခွင့်မလွတ်နိုင်တာတွေကကျမတို့ကိုကျမတို့လေးစားမှုတွေလျော့လာစေတယ်နော်ဟာကိုကိုကို နှိမ့်ချနှိမ့်ချတာကကောင်းသောနှိမ့်ချခြင်းဤနဲ့နှိမ့်ချတာမဟုတ်ဘဲနဲ့เนาะကိုကိုကိုအပြစ်တင်တာတွေများတဲ့အခါကျတော့ကိုကဘာဖြစ်လာလဲဆိုတော့မချေနှက်တာတွေဟလာဒါတွေကကို့မှာကိုကိုကိုဖြစ်နေတော့ကြာလာတော့ depression ဆိုတာစိတ်တက်ကြတာတို့เนาะဟာငါစိတ်ဆွမ်းအားတွေကြလာတာတို့တမာတိတွေပြတ်ကုန်တာကြလာတာတို့ဒါမျိုးတွေဖြစ်တတ်တယ်ဒါကကိုကိုကိုအပြစ်တင်တဲ့လူတွေပေါ့เนาะဟုတ်ပြီကိုကိုကိုအပြစ်မတင်ဘူး သူများကိုအပြစ်တင်နေသူများကိုအပြစ်တင်နေလူတွေကြတော့ဘာဖြစ်လဲလို့ပြောရင်နော်ဟာဟာသူကြောင့်ဖြစ်တာနော်ဟွာဘသူကြောင့်ဖြစ်တာပတ်ဝန်းကျင်မှာရှိနေတဲ့ဘသူမှကိုကအပြစ်ကင်းတယ်လို့ကိုကမယူဆတော့ဘူးကိုကပဲကောင်းနေတယ်သူတို့ကတော့မားနေတယ်စိုးနေတယ်သူတို့လောက်တာတွေကမားနေတယ်ငါပဲကောင်းတာသူတို့ကမားတယ်ဆိုတဲ့လူမျိုးဖြစ်လာတယ်အဲ့လိုလူမျိုးကြတော့လေပေါင်းစင်းဆက်ဆံရေးမှာလေအဆင်မပြေဖြစ်လာသလို မချိနဲ့တဲ့ဒေါသပေါ့နော်အဲကိုကိုကိုထွက်တဲ့ဒေါသနဲ့သူများကိုထွက်တဲ့ဒေါသမတူနော်ကိုကိုကိုထွက်တဲ့ဒေါသလည်းဒေါသပဲမတူတာတော့မတူဘူးဒါပေမဲ့အဲ့ဒါလည်းအာကုသူပဲကိုကိုကိုထွက်တဲ့ဒေါသဟာလည်းဒေါသပဲနော်ကိုကိုကိုမချိနဲ့တဲ့ခါမျိုးသိရင်းနဲ့ထွက်လာတဲ့စိတ်ထဲမှာဖြစ်လာတဲ့ဒေါသအဲ့ဒါလည်းဒေါသပဲနော်သူများကိုမချိနဲ့တဲ့ခါဖြစ်လာတဲ့စိတ်ဒေါသအဲ့ဒါလည်း ေါသပဲအဲ့ဒေါသတွေအားလုံးကနော်ကိုကိုကိုအပြစ်တင်တဲ့လူတွေမှလည်းအဲ့လိုဒေါသနဲ့မချိန်နှံ့မှုတွေရှိသလိုပဲသူများကိုအပြစ်တင်တဲ့လူတွေမှလည်းဒေါသနဲ့မချိန်နှံ့မှုတွေရှိတာပဲအဲ့ဒါဒီကကျမတို့ရဲ့ root chakra ကိုသွားပြီးတော့ block ဖြစ်စေတယ်နော်ဒါက healer တွေအတွက်ပြောရင် chakra တွေမှာ root chakra ကို block ဖြစ်စေတယ် ရုချက်ကတော့ block ဖြစ်ပြီးမကြခင်မှာ ကျမတို့ဘာကိုသွားပြီးတော့ block ဖြစ်စီလဲလို့ပြောရင် scarlet chakra ကို block ဖြစ်စီတယ်เนาะ scarlet chakra block ဖြစ်ပြီးဆိုရင်သေကြတယ် solar plus က block ဖြစ်တော့မယ်ဆိုတော့ဒါတွေကအဲ့ဒီရဲ့မကျေနပ်ခြင်းရဲ့ဒေါသရဲ့ side effect ကကျမတို့ရဲ့ okay chakra တွေကိုသွားပြီးတော့ block ဖြစ်စီတယ် chakra တွေ block ဖြစ်တဲ့အတွက် ကျမတို့စိတ်ပိုင်းဆိုင်ရာတွေအရင်ဆုံးပြောင်းလဲလာတယ်ထိခိုက်လာတယ် စိတ်ပိုင်းဆိုင်ရာတွေပြောင်းလဲလာတဲ့ထိခိုက်လာတဲ့အတွက်ရုပ်ပိုင်းဆိုင်ရာတွေလည်းပြောင်းလဲလာတယ်ထိခိုက်လာတယ်เนาะဒါကကျမတို့ဟိုဘေးရင်သွားမေးစရာမလိုဘူးဒါကျမတို့သိရသိရမယ်တဘာလို့ဆိုသဘာဝဖြစ်နေတာဟောဒါเนาะဒီတိုင်းပဲသွားနေတာဆိုတော့အဲ့တော့ဒီကနေ့မှကျမကဘာကိုပြောချင်တာလဲလို့ပြောရင်အဲ့လိုမျိုးကိုကိုမှရှိနေတဲ့မချိနဲ့တဲ့စိတ်တွေသူများပေါ်မှာเนาะဖြစ်နေတဲ့မချိနဲ့တဲ့စိတ်တွေကိုကျမတို့ကအဲ့ဓာတွေကို ကျွန်မတို့ကကိုဟကိုမျိုးသိမ့်ထားတာကြာရင်သိကြတယ်ခုနကျွန်မတို့ check ကြတွေ block ဖြစ်သလိုဖြစ်တော့မယ်အဲ့တော့ဘာလုပ်မလဲအဲ့ဓာတွေကိုမနှက်ဖြန်ဒီနေ့ညမနှက်ဖြန်လုံလို့ရတယ်စအုပ်ထဲမှာအကုန်ချရေးမယ်ကိုကိုကိုမကျဉ်တတ်ဘူးဘာမကျဉ်တတ်တယ်ချရေးသူ့ကိုမကျဉ်တတ်ဘူးဘာမကျဉ်တတ်တာလဲချရေးအကုန်လုံးချရေးမယ်နော်ဒါဟီလာတွေအကုန်လုံလို့ရတယ်တခြားဟီလာမဟုတ်တော့ เนาะကျမတို့ chakra တွေကိုလေ့လာနေတဲ့လူမဟုတ်တော့အခြားသောသူများလဲဒါတွေလုံးလို့ရတယ်ကိုကိုကိုအဲ့ဒါလေးကိုခြာရေးမယ်အဲ့ဒါကိုအားလုံးကိုကရေးပြီးပြီဆိုရင်ဒါဟာဖွင့်ထုတ်ခြင်းတစ်မျိုးပဲ healing လောက်တာပဲဒါဘာကို healing လောက်တာကိုကိုကို self healing လောက်တာဥမာအမေကိုမကျေနပ်ဘူးခြာရင်အဖေကိုမကျေနပ်ဘူးခြာရင်သားသမီးကိုမကျေနပ်ဘူးခြာရင်ခင်မုန်းကိုမကျေနပ်ဘူးခြာရင်ညီကောင်မောင်နှမကိုမကျေနပ်ဘူးခြာရင်ကိုယ့်ရဲ့ boss ကိုမကျေနပ်ဘူးခြာရင် ဲ့လိုပဲကိုကိုကိုလည်းအရှိအရှိတိုင်းကြီးငါကဘာဖြစ်တယ်ငါအဆိုးမြင်တတ်တဲ့လူဆိုလဲငါအဆိုးမြင်တတ်တဲ့လူခြားရေးဘာကြောင့်လဲဒီဟာဘယ်သူမှပြစေရမဟုတ်ဘူးကိုရှိမှရှိနေတဲ့စိတ်အညစ်အကြေးတွေကိုကျမတို့ကဖယ်ရှားတဲ့နီလန်းတစ်ခုအဲ့လိုခြားရေးပြီးပြီးဆိုရင်အဲ့ဒီစာရွက်ကိုမီးရှို့ပလားဘသူမှပြစရာမလိုဘူးမီးရှို့ပလိုက်မီးရှို့တဲ့အခါမှာအဲ့ဒီစာရွက်မီးလောင်နေတာကို 别家做来听米秀，阿拉个弹吉，弹吉咪罗拍着我们来说耶。哦，阿妈，虽然我们今天屋里阿龙帮忙洗肉，老外帮忙洗肉，比多阿贝啦。阿哥哥我们今天打嘞比多阿贝，不如我们今天打嘞比多阿贝。米秀，米秀啦！别家来听弹吉，弹吉你来唱嘛？你咪拉个瓜子呢？大哈？ ပြီးသွားပြီကိုကိုကိုမကျေနပ်တာသူများအောင်မကျေနပ်တာမကျေနပ်မှုတွေအကုန်လုံးပြီးသွားပြီဆိုတာကိုထိုက်ကြည့်ပါပြီးရေရေချိုးမယ် water healing လုပ်မယ်နော် water healing လုပ်တာကျမတို့ရေကူထုံးပါနော် water healing လုပ်တာက ကျမတို့ water healing လုပ်တယ်ဆိုဘွမ်းဘွမ်းဘွမ်းဆိုပြီးတော့ရေချိုးတာရေဖန်းအောင်မှာဒီတိုင်းဘာမှဟောမလုပ်ခဲနဲ့လုပ်တာတော့မဟုတ်ဘူးနော်ကျမတို့ water healing လုပ်တယ်ဆိုတာကျမတို့ကဘာလုပ်ရသလဲလို့ပြောရင်ရေကကိုယ့်ကိုရေချိုးလိုက်တာနဲ့ရေကကိုယ့်ပေါ်မှာနော်ရေတွေစီးကျသွားတာကိုကခံစားရင်းနဲ့ရေရဲ့ကျေးဇူးကိုကိုကနားလဲမှာ ခုနတော့ကကျမတို့ကကျမတို့ရဲ့မကျေနပ်မှုတွေကိုစာရွက်ထဲမှာချရေးတယ်ပြီးရင်မီးရှို့တယ်မီးရှို့တဲ့အခါမီးတကိုကြည်ရင်းနဲ့ဩငါရှိမှရှိတဲ့မကျေနပ်မှုတွေဘသူ့ကိုအပြစ်တင်တဲ့စိတ်တွေဒေါသတွေအားလုံးကိုဒီဟာမီးနဲ့နော်ဖေရှားလိုက်ပြီဒါတွေငါ့စီမှာမရှိတော့ဘူးဒီမီးကလောင်ကျွမ်းပေးလိုက်ပြီဒါကိုကိုကအဲ့ဒါလေကျမတို့က healing လုပ်တဲ့နည်းပဲ ဲ့လိုနီးနေလေကျမတို့ healing လုပ်လို့ရတယ်အဲ့လိုပဲရေချိုးတဲ့အခါကျရေရကို့နော်ရေကို့လာပြီးတော့ရေကို့ပေါ်ကျတာကိုလည်းကိုကသိမယ်ရေရဲ့အထီအတွေ့ရအေးမြတယ်ဆိုတာလည်းကိုကသိမယ်အဲ့လိုသိခြင်းနဲ့ဩရေရဲ့ပေါ့နော်ဂျေစုတရားကိုကိုကအောင်းမေ့ရင်းနဲ့ကိုကရေချိုးမယ်ဒါကျမတို့ water healing လုပ်တဲ့နီးပေါ့နော်အဲ့လိုရေချိုးလိုက်တာနဲ့ water healing လုပ်လိုက်တာနဲ့ကျမတို့ရဲ့စိတ်ထဲမှာ အညစ်ကြေးတွေအလုံးဆန့်ရှင်းသွားပြီစင်ကြယ်သွားပြီစိတ်ဓာရာတွေလည်းမရှိတော့ဘူးဆိုတာကိုယုံကြည်ပြီးတော့လှုပ်ဖို့လိုတယ်ဒီနေ့ညလှုပ်လို့ရတယ်မနှက်ဖြန်လုံးလို့ရတယ်လာဒီနေ့လုံးရင်ပိုကောင်းတာပေါ့เนาะအဲ့လိုလုံသွားပြီဆိုတာနဲ့ကိုရှိမှရှိနေတဲ့စိတ်ဓာရာတွေမရှိသလောက်ကိုတက်တာပြောက်ကင်းသွားလိမ့်မယ် မချိနဲ့တဖဲနဲ့ကိုကမြိုသိမ့်ထားရတာလေနော်မချိနဲ့တာတော့မချိနဲ့ဘူးဒါပေမဲ့ဘသူ့အမမပြောဘဲနဲ့သိမ့်ထားရတာလေကိုကမချိနဲ့ဘူးဒါပေမဲ့ဘသူ့ကိုမှထုတ်မပြောဖြစ်ဖဲနဲ့သိမ့်ထားရတာလေကိုကုတ်ကိုမချိနဲ့တာလေရှိတယ်နော်လူတိုင်းမှာရှိတယ်ကျွန်မမှလည်းရှိတယ်ကိုကိုကိုမချိနဲ့တာတွေစိတ်အညစ်ကြေးတွေအဲ့ဒါတွေအားလုံးဟာ ကျမတို့တွေရဲ့စိတ်ဆွမ်းအင်တွေကိုလာပြီးတော့ထိခိုက်စေတယ်တမာတိအားတွေကိုကြစေတယ် ဲ့ဒါကြောင့်ကျမတို့ကဒီစိတ်အညစ်အကြေးတွေကိုကျမတို့ကเนาะမီးနဲ့ဖယ်ရှားမယ်ပြီးတော့ရေနဲ့ဖယ်ရှားတယ်အဲ့ဒါကိုမီးကုထုံရေကုထုံလို့ခေါ်တယ်အဲ့လိုမီးနဲ့ဖယ်ရှားမယ်ရေနဲ့ဖယ်ရှားမယ်အဲ့လိုဖယ်ရှားပြီးပြီဆိုရင်ကျမတို့ဘာလုပ်မလဲစိတ်ညစ်ကြေးတွေမရှိတော့ဘူးဆိုရင်လရအောင်မှာသွားပြီးတော့တရားထိုင်မယ်အဲ့ဒါကြတော့လရအောင်စွန့်ရင်ဖြည့်တယ်လို့ခေါ်တယ်ကျမတို့အဲ့ဒါကြတော့ moon healing လုပ်တယ်လို့ခေါ်တယ် fire healing လုပ်မယ် water healing လုပ်မယ်ပြီးရင် moon healing လုပ်မယ်ခြေထောက်ကမြေကြီးနဲ့မြေနဲ့ခြေထောက်ကထိပ်ပြီးတော့ဆွာ healing လုပ်မယ်အဲ့ဒါဒီပင်လင်းဓာတ်ကြီး၄ပါးနဲ့ကျွန်တော်က healing လုပ်တယ်လို့ခေါ်တယ်မီးရဲ့เนาะရေရဲ့เนาะပြီးတော့ကျွန်တော်ကဒီပြောမယ်ဆိုလို့ရှိရင်တော့เนาะလာရောင်ရဲ့လာရောင်မှာကျွန်တော်အာကာသဓာတ်ရမယ်အာကာသဓာတ်ရမယ်ပေါ့เนาะပြီးတော့မြေ နေတတ်ရမယ်အပြင်ကိုအိမ်ပြင်ကိုထွက်ပြီးတော့ပဲလုံးလုံးအိမ်ထဲမှာထွက်ပြီးလို့ဗတင်းမောက်ဖွင့်တိုင်းလေတတ်ရမယ်အဲ့ဒါကကျမတို့ကဓာကြီးလေးပါနဲ့ healing လုပ်တယ်လို့ခေါ်တယ်အဲ့တော့ရေနဲ့မီးနဲ့ကျမတို့စိတ်ထဲမှာရှိနေတဲ့မကြည်နဲ့ချက်တီးဒေါသတွေကိုဖယ်ရှားပြီးတဲ့အခါမှာကျမတို့ကကျမပတ်ဝန်းကျင်မှာရှိနေတဲ့လာကနေပြီးတဲ့ကြည်လင်ခြင်းအေးမြခြင်းမိခင်လာမင်းကြီးရှိရနေပြီးတော့ရရှိတဲ့ ခြေလင်းချင်းအေးမြချင်းတွေကိုကျမတို့ကနော်ရရှူရယူပြီးတော့ကျမတို့က healing လုပ်မယ်လရောင်အောက်မှာကျမတို့ဘာလုပ်ကြမလဲဆိုလရောင်ရဲ့အေးမြမှုကိုခံစားပြီးတော့ကျမတို့က moon healing လုပ်မယ်ဟုတ်ပြီ moon healing လုပ်ရင်းနဲ့ကျမတို့ကမေတ္တာပို့မယ်နံပါတ်1ကဘယ်လိုလုပ်မလဲကိုကိုကိုမေတ္တာပို့မယ် နော်ဟီလာလာအရင်ဆုံးကိုကိုကိုမြစ်တာပုံပဲကျွန်ုပ်ဒီချမ်းသာရပါလို့ဤကျွန်ုပ်ဒီချမ်းသာရပါလို့ဤကျွန်ုပ်ဒီနှလုံးစိတ်ဝမ်းအေးချမ်းရပါလို့မြစ်တာပုံပဲကိုကိုကိုမြစ်တာပုံပြီးရင်ကိုရဲ့မိဘတွေကိုမြစ်တာပုံမယ်ကိုရဲ့မိဘတွေဖေဖေချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆင်းရဲဒုက္ခကင်းပါစေဖေဖေကိုစောက်ရှောက်တော့ကိုစောက်နဲ့စီလေချမ်းသာချမ်းသာပြီးဖုံးတကူတိုးပါစေ မမေကျမ်းမာပါစေချမ်းသာပါစေမမေဘေးရန်ကင်းပါစေစိရဲ့ဒုက္ခကင်းပါစေမမေကိုစောင့်ရှောက်တော့ကိုစောင့်နေတည်လေကျမ်းမာချမ်းသာပြီးဖုံးတကူတူပါစေအဲ့လိုမျိုးကိုရဲ့မိသားစုဝင်တွေကိုစိတ်ထဲရနေမြည်ယောင်ပြီးတော့လာရအောင်မှထိုင်ပြီးတော့လှုပ်ရမှာနော်လာရအောင်မှထိုင်ပြီးတော့ကိုရဲ့မိသားစုဝင်တွေအားလုံးကိုတယောက်ချင်းစီကိုအာယုံစူးဆိုင်ပြီးတော့ကိုကမြတ်တာဖို့မယ် ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးပို့ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့မိษွေတငယ်ချင်းတွေကိုမြေတာပို့မယ်စိတ်ထဲမှာသေသေးချာချာကိုအာယုံစူးစိုက်ပြီးတော့ကိုကမြေတာပို့မယ်မိသားစုဝင်တွေလည်းပြီးပြီ မိษွေတငယ်ချင်းတွေလည်းပြီးပြီဆိုရင် ကိုပတ်ဝန်းကျင်မှာရှိနေတယ်ကိုကတော့မသိဘူးဒါပေမဲ့ကိုပတ်ဝန်းကျင်ကလူတွေเนาะကျွန်ုပ်နေထိုင်ရာဥမာဆိုပါတော့ကျမဆိုရင်ကျမနေထိုင်ရာ state เนาะ California state ကเนาะဘယ်မှာရှိနေတဲ့နေထိုင်တဲ့သူတွေဟုတ်လားကျမပတ်ဝန်းကျင်မှာနေထိုင်ကြတော့30ပုံသားများအားလုံးအားလုံးကိုမျှပြီးတော့မြေတာပို့မယ်เนาะအဲ့လိုမျှပြီးတော့မြေတာပို့ပြီးတော့ เนาะဘာလို့ပို့မလဲ32ပုံကိုကျမတို့တပုံချင်းစီကိုအားလုံးကိုဖြန့်ပြီးတော့မြေတားပို့မယ်ပေါ့เนาะဟုတ်တယ်ကျမနေမကောင်းဘူးဟွာလीနှာစီးပြီးတော့အေးအေးမိနေတာအဲ့အဲ့အကြောင်းကျမနေမကောင်းဘူးဒါပေမဲ့ဒီနေ့မှာကျမဒါကိုမလွင်ဘူးဆိုရင်နောက်နေ့ညကြတော့အင်္ဂါနေ့မှာစာပွဲရတခါဖြေရအောင်မယ်เนาะအဲ့တော့ဒီနေ့ကျမခေါင်းတအားကြိုက်ပြီးတော့နေမကောင်းဘူးဒါပေမဲ့မနေ့ဖြန် လာပြင်းနေလာပြင်းနေဖြစ်တဲ့အတွက်ကျွန်မဒီနေ့ကိုမနေ့အတင်းပြီးတော့ကျွန်မလွှင့်တာနာလဲစီးနေတယ်ခေါင်းတွေလည်းကြိုက်နေတယ်ကျွန်မထင်တာတုတ်ကွေးလားမသိဘူးအဲ့လိုကျွန်မနင်းကောင်းတော့ဖြစ်နေရသေးလားဒါပဲလေဒီနေ့မှမလွှင့်ဘူးဆိုရင်မနေ့ပြန်လာပြင်းနေဖြစ်ပြီလေနော်လာပြင်းနေမှာကျမဒီမေတ္တာဘာဝနာပေါ့နော်ဒီမေတ္တာကျင့်စဉ်လေးကိုကျမလှုပ်ဆီခြင်းလို့အဲဒါကြောင့်ကျမဒီနေ့ကို ျမလွှင့်တာနော်အခုကျမရှိမှာဘလောက်ရှိနေ17နာရီကြော်ပြီကျမလည်းခေါင်းတအားကြိုက်နေခေါင်းကြိုက်တာမှဒီနေ့ရှယ်ကြိုက်တာခေါင်းကဘာကြောင့်လဲဆိုတော့မနေ့ကကျမအေးမိသွားတယ်ငါကျမတို့ဒီမှာမိုးရွာတယ်တိလားမိုးလေးရွာတယ်မိုးရွာတဲ့အပြင်ကိုကျမဘာဖြစ်လို့အေးမိသွားလဲမမတ်မိတော့ဘူးကျမကြောင်းတက်တယ်လीကြောင်းတက်တယ်နောက်နောက်တစ်ရက်ကဘာလဲမသိဘူးအော်ဟိုသွားစေကန်းသွားတယ်ပေါ့နော်အဲ့လိုမျိုးပါပဲဟိုပြောချင်တာအေးအေးမိသွားတယ် အခုဒီနေ့ခေါင်းတွေမနဲ့ကလေးอ่ะနှာတွေစီးနှာတွေစီးတာနှာစီးတာမတက်တာဘူးနှာစီးတာမတက်တာနှာစီးတာကြာလာတော့ခေါင်းကြိုက်လာတယ်ခေါင်းကြိုက်တယ်ဒီနေ့ဟို impasse တွေးတဲ့လူတွေကောနော်နောက်ဒီကနေ online ကနေကျွန်မ video ဟောတဲ့လူတွေရောရှိတယ်အဲ့ဒါလေးလေကျွန်မလုတ်ပြီးတော့ကျွန်မခေါင်းကိုလုံးဝမထူနိုင်တော့ဘူးဒါပေမဲ့မနဲ့ပြန်ဟာမြန်မာပြည်မှာလာပြင်းနေဖြစ်တယ် နော်လာခြင်းနေဖြစ်တဲ့အတွက်ဒီဟာလေးကိုဒီချင်းစင်ဒါလေးကိုလုတ်ဖြစ်အောင်လို့လုတ်လုတ်စီခြင်းလို့ဇမအနှွေးရည်လေးဝစ်ပြီးတော့နှက်ခန့်နီလေးနည်းနည်းဆိုးပြီးတော့တက်လာတာပေါ့နော်အဲ့တော့ဇမရုပ်ကိုကြည့်ရတာအစင်မပြေဘူးဆိုလို့ရှိရင်လဲခွန့်လွတ်ပါဇမနေမကောင်းဘူးဒါပေမဲ့ဇမစူးစမ်းပြီးတော့ဇမဒီ live ကိုလာပြီးတော့လွှင့်ပါတယ်မြေကြီးမရှိဘူးဆိုရင်ကြွေပြားဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲ စကောပဲဖြစ်ဘန်းဖြစ်ဖြစ်เนาะစက်ကူဘုံပဲဖြစ်ဖြစ်မြေကြီးကိုထည့်လိုက်ပါအဲ့ဒီပေါ်မှာခြေတော့ကိုထားပြီးတော့လှုပ်ပါเนาะမြေကြီးမရှိဘူးဆိုရင်ရှိတဲ့မြေကြီးကိုမြေကြီးရှိကိုကိုကမစင်းနိုင်ကိုရှိကိုမြေကြီးကိုတည်ပြီးတော့လှုပ်ပါเนาะအဲ့တော့เนาะဒါအဲ့တော့ကျွန်မပြောနေတဲ့ဟာဘယ်ရောက်သွားလဲမသိတော့ဘူးเนาะအဲ့တော့ဟုတ်ပြီ အဲ့တော့ကိုကိုကိုမြေတာပို့မယ်ပြီးရင်ကိုမိသားစုဝင်တွေကိုမြေတာပို့မယ်ကိုရဲ့မိဆွေတငယ်ချင်းတွေကိုတူးချင်းစီကိုကိုကမြင်ပြီးတော့မြေတာပို့မယ်ပြီးပြီဆိုရင်30ဘုံသားအားလုံးကိုဖြတ်ပြီးတော့မြေတာပို့မယ်အားလုံးကိုဖြတ်ပြီးမြေတာပို့တဲ့အခါ30ဘုံသားတွေကြမ်းမာပါစေချမ်းသာပါစေအဲ့လိုတော့မလုပ်နဲ့ငရေဘုံသားတွေကစငရေဘုံသားတွေငရေဘုံသားတွေအာယုံပြုမယ်သူတို့တွေဘေးကင်းပါစေဟလာနော်ဒီအပေဘေးဒုက္ခဆိုးကြီးရနေအမြန်ဆုံးလွတ်မြောက်ကြပါစေ ပြီးရင်ကောင်းရမွန်ရာဘုံဘဝကိုအမြန်ဆုံးရောက်ရှိကြပါစေ။ဝေဘုံသားတွေပြီးရင်တရိษံဘုံသားတွေတရိษံဘုံသားတွေကိုသိချာအာယုံပြုပြီးတော့တရိษံဘုံသားတွေပို့မယ်တရိษံဘုံသားတွေပြီးရင်အသူရကယ်အသူရကယ်ပြီးရင်ပိတ်တာပိတ်တာပြီးလူဘုံသားတွေလူဘုံသားတွေမှာခုနှစ်ရသားသမီးကို ွားပါတနင်္ဂနွေသားသမီးကိုပေါ့ဝင်းကြီးမှာရှိရတနင်္ဂနွေတွေဟလာကိုပေါ့ဝင်းကြီးမှာမရှိဘူးတကဘာလုံးမှာရှိရတနင်္ဂနွေတွေတနင်္ဂနွေတနင်္လာအဲ့ဒီလိုခုနှစ်ရသားသမီးကိုအားလုံးကိုကျမတို့မေတ္တာပို့မယ်ခုနှစ်ရသားသမီးအားလုံးပြည့်ပြီဆိုရင်နတ်ဘုံသားတွေနတ်ဘုံမှာလဲနတ်ဘုံ၆ဘုံမှာနတ်မင်းကြီးများနဲ့เนาะဟိုတမာဒေဝနှာခေါင်းနဲ့မြတ်များအဲ့လိုမလုပ်ဘူးနတ်ဘုံနတ်ဘုံ၆ဘုံရှိတယ် စတုမဟာနတ်ဘုံမနမင်းကြီးများနဲ့တကွာနတ်သမီးနတ်သားများအားလုံးတာဝရိန်သာနတ်ပြည်မှာ နတ်မင်းကြီးနဲ့တကွတရားမင်းကြီးနဲ့တကွနတ်သမီးနတ်သားများအားလုံးကျမ်းမာပါစေချမ်းသာပါစေဟလာဖုံတကူများလည်းတိုးတက်ကြပါစေအဲ့လိုမျိုးနတ်ပုံတပုံချင်းစီသွားမယ်ဗြမပုံကြတော့20ရဗြမပုံ20ကြတော့များတယ်ရှိတယ်เนาะဟလာအဲ့တော့ဗြမပုံတပုံချင်းစီသွားလို့ရတယ်လို့เนาะဗြမပုံ20မှဗြမကြီးများဆိုပြီးတော့လေသွားလို့ရတယ်ပေါ့เนาะ အဲ့တော့ကျွန်မပြောချင်တာကအဲ့လိုမျိုးနီလန်းနဲ့30ဘုံသားသမီးတွေအားလုံးကိုလာပြည်နေမှာလာရအောင်မှာမြစ်တာပို့မယ်အဲ့ဒီကျင့်စဉ်ကကျွန်မတို့ကိုဘာလို့အကျိုးတွေပေးလဲလဲလို့ပြောရင်နံပါတ်1ကိုရှိမှာဒေါသတွေပါသက်ထက်ပါသွားမယ်ကိုကိုကိုမချိနဲ့တာတွေဒေါသထွက်တာတွေမရှိတော့ဘူးသူများကိုအပြစ်တင်တာတွေသူများကိုအပြစ်တင်လို့တာတွေမရှိတော့ဘူး เนาะအဲ့လိုမရှိတဲ့အပြင်ကို့မှာမေတ္တာဓာတ်တွေကိန်းအောင်လာမယ်လာရောင်ချိုးတာလာရောင်အောက်မှာရေချိုးတာမဟုတ်ဘူးလာရောင်ကိုကို့ရဲ့စိတ်နှလုံးကိုလာရောင်အောက်မှာပန့်စင်တာအဲ့လိုပဲကို့ရဲ့ crystal လေးတွေကိုလာရောင်အောက်မှာပန့်စင်လို့ရတယ်ကို့ရဲ့စိတ်နှလုံးကိုလာရောင်အောက်မှာတန့်စင်ပြီးတော့ မိခင်လာမင်းကြီးရှိရာကောင်းတဲ့ဓာတ်တွေမေတ္တာဓာတ်တွေကြည်လင်အေးချမ်းတဲ့ဓာတ်တွေကိုကျမတို့ကရယူတာပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုကျမကလှုပ်ဆီခြင်းနဲ့အဲ့ဒါကြောင့်ဒီနေ့ live ကိုလွှင့်ပါတယ်နော်အဲ့တော့လှုပ်ဖြစ်အောင်လှုပ်ပါနော်ဟိုကျမအခုပြောတဲ့ဟာလေးတွေကိုကျမအားလုံးမှတ်မိမယ်လို့ကျမယူဆပါတယ်နော်အရင်နေ့ကလို့ကျမအများကြီးတော့ ပြောနိုင်တာတော့ကျမကိုခွင့်လွှတ်ပေးပါဒီကနေ့ကျမနေမကောင်းတဲ့အတွက်ကျမကိုကြည်ရတာအဆင်မပြေရင်လည်းကျမကိုနားလည်ပေးပါเนาะအရင်နေ့ကလို့အကြာကြီးအများကြီးမပြောနိုင်တာကိုလည်းကျမကိုနားလည်ပေးပါလို့เนาะအဲ့တော့ချစ်တော်သူတွေအားလုံးအတွက်ကျမရဲ့လေးလာထားတဲ့ Ricky ပညာနဲ့ကျမရဲ့အချင်းမြတ်တာအဲ့ဒါတွေအားလုံးကိုကျမပေးပါတယ် ျမပို့သားတဲ့မေတ္တာဓာတ်များအားလုံးရရှိကြပါစေအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလိုရာဖြစ်ကြပါစေရှင်ကျမတို့ပြန်ဆုံမယ်နော်